မင်္ဂလာပါစမိဆက်ရလေးတွေမပြောပြတာကြားပါပြီဒီနေ့တော့ဝိတ္ထုလေးတပုတ်အကြောင်းပြောကြည့်ပါတယ်ဒီဝိတ္ထုတို့လေးကဝိတ္ထုရေးဖို့စူးစမ်းနေတဲ့စာပေဝါဒနာရှင်များအနေနဲ့လဲဝိတ္ထုတို့ရေးနီးဝိတ္ထုတို့တင်ပြပုံတွေကိုလဲဒီဝိတ္ထုတို့လေးကနေပြီးနမူနာယူလို့ရပါတယ် ဝတ္ထုလေးကတော့စာရေးဆရာမကြီး ရွှေကူမိန်နှင်းရေးတဲ့ဝတ္ထုလေးပါဝတ္ထုတက်တန်းကတော်တော့ကိုကြာပါပြီကျွန်တော်စိတ်ထင်ဝတ္ထုတက်တန်းကနှစ်40မကတော့ဘူးလို့ထင်ပါတယ်ဘာဖြစ်လို့တုန်းဆိုတော့ကျွန်တော်ဖတ်ခဲ့တာကပဲ1980ပတ်ဝန်းကျင်ကဖတ်ခဲ့တဲ့ဝတ္ထုပါစာရေးဆရာမကြီးရွှေကူမိန်နှင်းစာရီအများကြီးရေးခဲ့တဲ့စာရေးဆရာမကြီးရဲ့ အပုပ်ပေါင်းများစွာတဲ့ဝိတုလေးတပုတ်ပါဝိတုကောင်းစဉ်ကဓာတ်ပုံလေးတပုံနဲ့အဲ့ဒီဝိတုထဲမှာဆီယမာကြီးကဘာရေးထားလဲဆိုတော့တနေ့မှာဆီယမာကြီးကအိမ်မှာဘီရိုရှင်းတယ်ပေါ့နော်စာအုပ်ဘီရိုရှင်းလင်းရေးလုပ်တယ်အဲ့ဒီအခါမှာအယ်ဘမ်တစ်ခုထွက်လာတယ်ဓာတ်ပုံတွေထွက်လာတာပေါ့ဓာတ်ပုံတွေထွက်လာတော့ ဓာတ်ပုံအဟောင်းလေးတွေကိုသူကလည်းပြန်ပြီးတော့ကြည်တာပေါ့နော်ဓာတ်ပုံအဟောင်းလေးတွေကြည်ပြီးတတိတိယဟာဒါကတော့ဘယ်တော့မှရိုက်ထားတာဟိဒါကတော့ဘယ်တော့မှရိုက်ထားတာဟိဆိုပြီးအမှတ်တရမိတ်ဆွေတွေမိတ်ဆွေဟောင်းတွေကျောင်းနေစဉ်အားဟာတွေဇာတိယရုပ်ပုံတွေအဲ့ဒါတွေကိုဆရာမကြီးကပြန်ကြည့်ပြီးအမှတ်တရဒါလေးကတော့ဘယ်တော့မှဒါလေးကတော့ဘယ်တော့မှ ਨੇ သူကသူမှတ်ချက်ကြပြီးစကားပြောနေတာပေါ့နော်အဲ့ဒီအခါမှာဓာတ်ပုံဓာတ်ပုံဓာတ်ပုံကိုသွားတွေ့တယ် နော်အဲ့ဒီဓာတ်ပုံကိုတွေ့လိုက်တဲ့အခါကျတော့သူကခံမှန်းရခက်သွားရောဒီဓာတ်ပုံကငါဘယ်တော့မှရိုက်တာပါလိမ့်ဆိုပြီးဆီယမာကြီးကစဉ်းစားလို့မရဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ဆီယမာကြီးကဟိုနှုတ်တယ်လေနှုတ်တယ်ဆိုတာအခုအသက်ရွယ်တိအောင်မှာပဲပိန်ပိန်တွယ်တွယ်လေးရယ်နော်ဆီယမကြီးကငငယ်လေးကလည်းဒီကိုလုံးကိုတဲ့အတိုင်းပဲအသက်ကြီးတဲ့အထိအခုအသက်80ကျော်90နီးပါးရောက်တဲ့အထိလည်းဒီကိုလုံးကိုတဲ့လေးအတိုင်းပဲ အဲ့တော့ဒီဝိတုရေးတဲ့အသက်40ပတ်ဝန်းကျင်40ကျော်အရွယ်တုန်းကဆိုတော့ပို့ပြီးတော့နှုတာပေါ့နော်နှုတော့ဆရာမကြီးကဒီတက္ကသိုလ်ကျောင်းသူဘွားတုန်းကလည်းဒီလိုရုပ်ရည်ဒီဒီကိုလုံးကိုတဲ့အတိုင်းပဲနော်ဟိုဆိုးရဝင်တန်းဝင်လောက်တော့လဲဆရာမကြီးကမြမအတန်မှာမြမအတန်ရေဒီယိုမှာဝင်လောက်လောက်ခဲ့ဘူးတဲ့ဝင်တန်းတယောက်ပါ အဲ့ဒီအချိန်မှာလေဆီယမာကြီးရဲ့ကိုလုံးကိုတဲ့နဲ့ရုပ်ရည်တွင်ပြင်ကဒီအတိုင်းပဲတိတ်ပြီးမပြောင်းလဲဘူးအဲ့တော့ဆီယမာကြီးကတုတ်တပ်ပုံသူကြည်ရင်ကနေဒါပဲလုံးဝရိုက်တာပါလေလို့ဘယ်ရွယ်လုံးဝရိုက်တာပါလေဘယ်နှစ်ခုနှစ်ကရိုက်တာပါလေဆိုတာဆီယမာကြီးကစဉ်းစားလို့မရဘူးဖြစ်နေတယ်နော်ဘာဓာတ်ပုံမှာလဲနောက်ခံရှုခင်းနေပါလိမပါဘူးအနီးကရိုက်ထားတယ်เนาะအနီးကရိုက်ထားတယ်ရိုးရိုးအင်ကြီးလေးနဲ့ပဲရိုက်ထားတယ်အဲ့ ဓာတ်ပုံလေးဆိုတော့ဆီယမကြီးကစဉ်းစားလို့မရဘူးဖြစ်နေတာပေါ့အဲ့ဒါနဲ့ဓာတ်ပုံလေးကိုကြည်ရင်ကြည်ရင်ကနေပြီးတော့သူဘလို့မှသိလွန်စားရှာမရရင်ကကြည်ရင်ကနေပြီးဘာလို့သွားတွေ့လိုက်လဲဆိုတော့ဟာတိပီတိပီတဲ့တိပီတိပီတဲ့ဒီပုံက1980ရှေ့ရပုံနဲ့သူအမှတ်ရသွားတယ်တိသွားတယ်ဒီမှာတဲ့တိပီတဲ့ငါဒီဓာတ်ပုံဘယ်တော့မှရိုက်ထားတယ်ဆိုတာဒီမှာကြည်လေတဲ့ ဆွဲကြိုးပါတယ်တဲ့ဆွဲကြိုးပါတယ်တဲ့နော်ဆွဲကြိုးပါတယ်တဲ့ဆွဲကြိုးပါတာကိုကြည်ချင်းအပြင်နဲ့ဒါ1990ခုနှစ်ရှေ့ပိုင်းကပုံတဲ့ပြီးပြီတဲ့ဝိတုလေးကိုအဲ့ဒီလိုပဲအဆုံးတတ်ထားပါတယ်ဟုတ်ကဲ့မိတ်ဆွေများလည်းနားလည်မှုရှိကြမှာပါနော်နားလည်မှာပါဆရာမကြီးဆိုလိုတာကတော့1990ခုနှစ်ရဲ့ရှေ့ပိုင်းတုန်းက ရွှေဆွဲကြိုးဝင်နိုင်သေးတယ်။1980ရဲ့နောက်ပိုင်းမှာရွှေဆွဲကြိုးမဝင်နိုင်တော့ဘူး။အခုလည်းပဲသူ့မှာရွှေဆွဲကြိုးမရှိတော့ဘူး။အဲ့တော့ဆီယမာကြီးကခေတ်ရဲ့အခြေအနေ၊ကုံစင်းနှုံးအတက်အကျရဲ့အခြေအနေကိုဒီဝိထုလေးနဲ့ဖော်ပြလိုက်တာပါ။ဆီယမာကြီးရဲ့ဝိထုထဲမှာကုံစင်းနှုံးတွေကလည်းတက်လိုက်တာ၊ဈေးတွေကလည်းကြီးသွားတာ၊ငါတို့ဖြင့်ရွှေတောင်မဝင်နိုင်တော့ဘူး။အဲ့ဒီလိုအစကားအတုံးနှုံးတွေ စကားတလုံးမှမပါပါဘူးဘယ်ရေလုံးဝရေးမထားပါဘူးဒါပေမဲ့ဖတ်တဲ့လူကဆီယမာကြီးရဲ့ဝိထုကိုဖတ်လိုက်တာနဲ့ချက်ချင်းတန်းပြီးတော့သိပါတယ်နော်ဝိထုထဲမှာပါတယ်အဲ့ဒီစကားလေးတခွန်းဟာတိပြီဒီမှာရွှေဆွဲကြိုးဒါဆိုရင်ဒီပုံက1980ခုနှစ်ရှေ့ပိုင်းကဓာတ်ပုံပဲလို့ဆီယမာကြီးကအဲဝိထုတွေကဆီယမာကြီးဇက်ကောင်ကမှတ်ချက်ချလိုက်တယ်ဒါလေးဟာတိတ်ပြီးတော့ထိမိပြီးတော့ကို ဥတီတဲ့ဥတီချက်ကိုချက်ချင်းတက်ကနေရောက်အောင်ဖော်ပြနိုင်တဲ့ဝိတုလေးဖြစ်ပါတယ်။ဒါကြောင့်ဝိတုရေးဖို့စူးစမ်းနေတဲ့အထူးသဖြင့်ဝိတုတို့ရေးဖို့ထိထိမိမိနဲ့ဝိတုတို့လေးတွေရေးဖို့စူးစမ်းနေတဲ့လက်တင်ကလောင်ရှင်လေးတွေဝါသနာရှင်လေးတွေဟာဆရာမကြီးရဲ့ဒီလိုဝိတုမျိုးကိုနမူနာယူသင့်ပါတယ်။လေ့လာသင့်ပါတယ်။ဆရာမကြီးရွှေကူမေနင်းရဲ့ဓာတ်ပုံလေးတစ်ပုံဆိုတဲ့ဝိတုတို့လေးကိုစက်မိဆိုင်ရာအနေနဲ့ ပြန်လည်ပြောကြရင်ဆီယာမာကြီးရွှေကူမေနင်းကိုဂါရဝပြုလိုက်ပါတယ်။